အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးတော့မယ်ပုံမြင်လေးကတော့ချွေးမ9ရောက်ရဲ့မှော်ဝင်ရွာဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအဲနာပါရွာတရွာမှာညီအကို9ရောက်ကတော့သူရဲ့မိန်းမ9ရောက်နဲ့အတူတူနေထိုင်နေခဲ့ကြပါတယ်သူတို့ကချမ်းသာတဲ့သူတွေ ဖြစ်ကြပြီးတာယာပြောရွှင်စရာကောင်းတဲ့ဘဝတစ်ခုမှဖြတ်ကျော်နေထိုင်နေခဲ့ကြပါတယ် ဒါပေမဲ့တရက်မှာတော့အားလုံးမထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်ပေါ်လာခဲ့ပါရဲ့။ကဲကဲကဲမင်းတို့အားလုံးအိမ်ပေါ်ကနေဆင်းသွားကြ။ဒီအိမ်ကိုတခါတည်းအလွတ်အတိုင်းပဲလိုချင်နေအမြန်သွား။ခဏနေပါဦးကျွန်တော်တို့ကဘာဖြစ်လို့အိမ်ပေါ်ကနေဆင်းသွားရမှာလဲ။ဒါကကျွန်တော်ရဲ့အိမ်လေ။ဒီအိမ်ကမင်းတို့အိမ်ဖြစ်ခဲ့တာ။အခုမင်းတို့ဆက်ပြီးတော့မပိုင်တော့ဘူး။ဘာလို့ပြောချင်တာလဲ။ကြည်ရတာခမရရဲ့အဖေကသူ့မကွယ်လွန်ခင်မှာကိစ္စတွေအားလုံးမပြောပြသွားဘူးနဲ့တူတယ်။ ဘာပြောချင်တာလဲရှေ့နေကြီးရဲ့ရှင်းရှင်းလင်းလင်းပြောမင်းတို့ရဲ့အဖေကမင်းတို့မင်္ဂလာဆောင်အတွက်ဆိုပြီးတော့ဘန်ကနေချင်းငွေတွေအများကြီးယူခဲ့တယ်ဒီအကျွေးတွေအားလုံးကိုပြန်မဆက်နိုင်ခဲ့မှာပဲသူကွဲလွန်သွားတယ်ပတ်စံကိုလည်းပြန်မဆက်တော့အခုမင်းတို့ရဲ့ပိုင်ဆိုင်မှုတွေအိမ်တွေအားလုံးကိုဘန်ကပိုင်နေအားရာကြောင့်မင်းတို့အားလုံးအခုချက်ချင်းဒီအင်ကနေဆင်းသွားလိုက်တော့ဒါပေမဲ့အဖေကကျွန်တော်တို့ကိုပြောပြခဲ့တာဘာမှလည်းမရှိဘူးအေးဒီမှာတရားရုံးကထွက်လာခဲ့တဲ့စာရွက်စာတမ်း မင်းတို့လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေအခုချက်ချင်းအိမ်ပေါ်ကနေစင်ပေးရမှာပဲဒီစကားကိုကြားခဲ့ရတဲ့အခါမှာညီအကို၅ယောက်လုံးနဲ့သူတို့ရဲ့မိန်းမတွေလည်းစိတ်ပြက်ကုန်ကြပါတယ်သူတို့မိန်းမတွေကအတော်လေးစင်ရဲကြတဲ့အိမ်ကမိန်းကလေးတွေဖြစ်တဲ့အတွက်သူတို့မိဘအိမ်ကနေပြီးတော့လေအကိုအညီတော်တောင်းလို့မရပါဘူးညီအကို၅ယောက်လုံးကရွာသူရွာသားတွေကိုအကိုအညီတောင်းခံကြည့်ခဲ့ပါတယ်သူတို့ကိုအကိုအညီပေးခြင်းနဲ့သူတရားမှမရှိပါဘူးနောက်ဆုံးမှာတော့သူတို့ကပိုင်ဆိုင်မှုတွေအားလုံးကို ပေးပြီးထွက်ခွာလာခဲ့ရပါတယ်။အချိန်ခဏအတွင်းသူရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါပြီ။အိုဖျားသခင်ဒါဘာတွေဖြစ်ကုန်ကြလဲ။အခုမှတော့ကျမတို့ဘယ်ကိုသွားရမလဲ။ရှင်တို့အမျိုးတွေကိုသွားပြီးအကူအညီတောင်းကြည့်ပါလား။တရားရုံးကကျမတို့ကိုအင်္ဂလိပ်ငှားပေးမယ်ဆိုရင်တော့အဆင်ပြေတာပေါ့။နောက်တော့ရှင်တို့အလုပ်လေးပါလေးရှာပြီးကျမတို့အဆင်ပြေသွားမှာပေါ့။ငါတို့အားလုံးစီကအကူအညီတောင်းကြည့်ပြီးသွားပြီးငါတို့ကိုအကူအညီပေးခြင်းနဲ့သူတရားမှမရှိဘူးဒီလောကကြီးကဒီအတိုင်းပဲ ကျမတို့ဘလို့မစိုးတနရာတော့ရှာအောင်ပါပေါ့ကျမတို့ရွာတကြီးစီကိုသွားကြမယ်ဆိုရင်အေးဟုတ်တယ်ဟုတ်တယ်သူငါတို့အကူအညီပေးလို့ရတယ်နော်ဒီလိုနဲ့အားလုံးကလည်းရွာတကြီးရဲ့အင်ကိုသွားခဲ့ကြပါတယ်ပြီးတော့အကူအညီတောင်းခဲ့ပါတယ်ဒီအချိန်မှာရွာတကြီးကလည်းပြောခဲ့ပါတယ်ခမရတို့အားလုံးဒုက္ခရောက်နေကြတယ်ဆိုတာကိုကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အကူအညီပေးနိုင်တာတော့မရှိဘူးဒါကဘန်းနဲ့တတ်ဆိုင်နေတဲ့ကိစ္စလေကျွန်တော်တို့ကိုအိမ်လေးငှားပေးလိုက်ပါလား ကျွန်တော်တို့မိန်းမတွေကိုခေါ်ပြီးတော့ဘဲကိုသွားရမှာလဲဒီလောက်တော့အကူအညီပေးပါမင်းတို့ဘလောက်တောင်မှစိတ်ပြတ်နေရလဲနားလဲပါတယ်ဒါပေမဲ့ဒီလောက်ထိများတဲ့သူတွေကိုဘဲသူမှအလကားအိမ်ငှားပေးမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်မင်းတို့ငှားအနေနဲ့အကူအညီမပေးနိုင်ဘူးတောင်းပန်ပါတယ်ဒီလိုနဲ့အားလုံးကလည်းစိတ်ပြတ်ဝမ်းနဲ့စွာနဲ့ပြန်လာခဲ့လာကြပါတယ်သွားနေသွားနေနဲ့အားလုံးကလည်းတောက်ထဲကိုဝင်လျှောက်သွားခဲ့ကြပါတယ်အရင်နေ့ကမှသူတို့အိမ်ပြက်လေးတအိမ်ကိုတွေ့မြင်ခဲ့ကြတာပေါ့ကျမတို့ဒီညတညကိုတော့ဒီအိမ်မှာပဲနေကြမလား ဖြစ်ပါမလားအိမ်ကဒီလောက်ကြောင်မှပြက်စီးနေတာဒီအိမ်ထဲမှာတွားနေလို့တောင်းရိုင်းတလေးဆန်တွေဝင်လာပြီးငါတို့ကိုအနှောက်ရှက်ပေးရင်ဘယ်လိုလုပ်မလဲအားရအတော်ကျွန်မမှာနေတဲ့တစ်ခုရှိတယ်ညမိုးမချုပ်ခင်မှာပဲကျွန်မတို့ဒီအိမ်ကိုနေဖို့အတွက်အဆင်ပြေအောင်ပြန်ပြင်မယ်အနီးပတ်ဝန်းကျင်မှာရှိတဲ့ခိုင်မာနေတဲ့တစ်ပင်ကြီးတွေကိုခေါက်ဖြတ်လာခဲ့လိုက်ပါဒါမှလည်းကျမတို့အိမ်ကိုပြန်ပြန်ဆောက်လို့ရပါမယ်။စုံနှမ်းမြက်နေတဲ့အတွက်အားလုံးကလည်းအလုံးလုံးခဲ့ကြပါရဲ့။ ဒီနောက်မှာတော့တအုပ်ထဲမှာရှိတဲ့ခိုင်မာတဲ့တစ်တွေကိုယူလာပြီးအိမ်ပြန်လဲဆောက်လုပ်ခဲ့ကြပါရဲ့။အဲ့ဒီအချိန်အထိညမိုးချုပ်သွားခဲ့ပါပြီ။အမကြီးအိမ်လေးကတော့အဆင်ပြေသွားပြီးကျမတို့နေလို့လဲရတယ်။ညကလည်းမိုးချုပ်နေပြီဆိုတော့အခုအချိန်ကြီးကျမတို့ဘာလုပ်ကြမလဲ။မှောင်နေတာရှင်ဘလို့နေကြမလဲ။ဟိုးအရင်တုန်းကဆိုရင်တော့မိကိုလူတွေကဘလို့ရှာဖွေတွေးရှိခဲ့ကြလဲဆိုတာကို သိလား။ကြောက်တုံးအချင်းချင်းပွတ်တိုက်ပြီးတော့လေ။ဒါဆိုရင်တော့ငါတို့အခုဒီလိုမျိုးပဲလောက်ကြမယ်။ ငါတို့တေးရွှေ6တွေကိုလိုက်ရှာပြီးစုဆောင်းထားလိုက်မယ်။ပြီးတော့ရင်တော့ကြောက်တုံးနှစ်တုံးကိုပို့တိုက်ပြီးမီးထွက်လာအောင်လုပ်မယ်။လေဘက်လေးရံလုံးမှာမီးဖို့လေးတွေပို့ထားလိုက်မယ်ဆိုရင်တော့လင်းသွားမှာပေါ့။ဒါအရင်အောင်ကောင်းတာပဲ။ဒီလိုနဲ့သူတို့ကလည်းမီးမွေးပြီးအိပ်ပျော်သွားခဲ့ကြပါရဲ့။အိမ်လေးကကျင်းတော့နေဆိုပေမဲ့သူတို့အတော်အဆင်ပြေနေခဲ့ပါရဲ့။နောင်နေမနက်မော်လင်းအားလုံးအိယာကားထလာခဲ့တဲ့အချိန်မှာဘိုက်တွေတအားစနေခဲ့ကြပါပြီ။အမရေဘိုက်စာလိုက်တာရှင်ဘိုက်တွေတော်တော်လေးစားတယ် ဒီမှာစားတော့ဖို့အတွက်ဘာမှလည်းမရှိဘူးနော်တောင်းမှပါတယ်အားလုံးဒီလောက်တောင်မှဒုက္ခရောက်နေကြတာကိုတော့ကျွန်တော်တို့ကတော့ဘာမှလုံမပေးနိုင်ခဲ့ဘူးအခုအချိန်ဒီမှာအားလုံးမစားမတော့ဘဲနဲ့အငတ်ခံနေကြရတယ်အော်မတ်လေးဘာလို့တောင်းမှနေရတာလဲကျမတို့အားလုံးကမိသားစုတစ်ခုတည်းကမဟုတ်ဘူးလားဒုက္ခရောက်လို့ရှင်လေအတူတူကျမတို့အားလုံးရင်ဆိုင်ဖြည့်ရှင်းကြရမှာပေါ့ရှင်စားတော့ဖို့အတွက်ကိုတော့အရန်ကြီးစိတ်ပူပန်မနေကြပါနဲ့ ဒါကတောအုပ်ကြီးဆိုတော့စားတော့ဖို့အတွက်တစ်တီးတက်နန်းတွေကတော့ရှိမှာပဲတခုပဲအဲ့ဒါကတော့လိုက်ရှာရလိမ့်မယ်စွန်နမ်းပြောတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအလုံးကလည်းတောအုပ်ထဲဝင်သွားခဲ့ပြီးတစ်တီးတက်နန်းတွေလိုက်ရှာကြပါတယ်သူတို့တောအုပ်ထဲမှာစားလို့ရတဲ့တစ်တီးတွေအများအကြီးကိုတွေ့ခဲ့ရတဲ့အခါမှာတော့အသီးတွေကိုခိုးယူလာခဲ့လိုက်ကြပါတယ်ကောင်းလိုက်တော့အခုဆိုလို့ရှင်တော့အသီးတွေအများကြီးလည်းရသွားပြီးစားတော့ဖို့ကိုလည်းပူစီရမလို့တော့ဘူးဒါပေမဲ့ဘယ်အချိန်အထိဒီပုံစံအတိုင်းပဲနေထိုင်နေကြမလဲ ဟုတ်တယ်ငါတို့အလုပ်တစ်ခုခုသွားရှာမှဖြစ်မှာပေါ့ဒီနေ့ပဲငါတို့ရွာထဲဝင်သွားပြီးအလုပ်တစ်ခုသွားရှာကြမယ်လေဒါပေမဲ့ငါတို့ကဘာအလုပ်ကိုသွားရှာပြီးဘာအလုပ်ကိုလုပ်ကြမှာလဲငါတို့ဒီနေ့အထိဘယ်သူစီမှာမှသွားပြီးအလုပ်မလုပ်ခဲ့ဘူးဘူးလေငါတို့လုပ်တတ်တဲ့အလုပ်ဆိုလို့ဘာမှရှိတာတော့မဟုတ်ဘူးကြီးလိုက်မယ်ဆိုရင်တော့ဒီတော့အုပ်ကြီးကကျမတို့ကိုပတ်စံတွေအများကြီးရလာအောင်လုပ်ပေးနိုင်တယ်အဲ့ဒါကဘယ်လိုမျိုးလဲကျမတို့အရင်တုန်းကရွာထဲမှာနေထိုင်ခဲ့တဲ့အချိန်တုန်းကဆိုရင်တော့အိမ်မှာသုံးဆွဲနေတဲ့ပရိဘောကပစ္စည်းတွေ ထိုင်ကုန်းတွေဗီဒိုတွေကတင်တွေဒါတွေအားလုံးကတက်သားတွေနဲ့ပြုတ်လောက်ထားတာလေအဲဒါကြောင့်ကျမတို့လည်းတက်သားနဲ့ပစ္စည်းတွေကိုပြုတ်လောက်ပြီးရွာတွေမြို့တွေကိုပို့မယ်ဆိုရင်ဒါဆိုရင်တော့ကျမတို့ပညာရှင်တွေကိုလိုအပ်မယ်မဟုတ်ဘူးလားဒီပညာတွေကိုလည်းကောင်းကောင်းတက်ရမယ်မြို့ပေါ်ကိုပစ္စည်းတက်သွားဖို့အကြောဆိုရင်တော့ကားလေးလိုမယ်အဲဒါတွေအားလုံးကိုကျမတို့ဘယ်လိုလုပ်မလဲရပါတယ်ဒါကလောက်ရတာလွယ်ကူလုံးနေငါတို့လည်းလောက်တတ်ကြပါပဲလေအခုငါတို့ကားမရှိဘူးဆိုပေမဲ့ရွာထဲမှာပဲရောင်းကြမှာပေါ့ ကောင်းတယ်ကောင်းတယ်ဒါတော့အရန်ကောင်းတယ်ပြီးတော့ငါကဖြတ်လန်းတွေအများကြီးကိုတီးတယ်မျိုးပေါကိုသွားခြင်းနဲ့ဆွေနောင်မှာသွားလို့ရတယ်ဒါဆွေနောင်ဘာလုံးနေကြတာလဲအားလုံးပဲကိုလုံးကိုလောက်ကြမယ်လာခဲ့ဒီလိုနဲ့အားလုံးကလည်းအလောကိုစူးစားလောက်ကင်ခဲ့ကြပါတယ်စူးစားပန်းစားနေလောက်ကင်ပြီးနောက်ဆုံးမှာတော့သူတို့ကလှဲတစည်းကိုလည်းကိုယ်တိုင်လောက်ခဲ့ကြပါတယ်တွေ့လားအားလုံးအတူတူစုပေါင်းပြီးလှုပ်လိုက်တော့ဘာအလုံးမှမဖြစ်နိုင်ဘူးဆိုတာမရှိတော့ဘူးမနေ့ကျရင်ဒီပစ္စည်းတွေအားလုံးကိုမြို့ပေါ်တက်ပြီးတွားရောက်လာခဲ့ကြ မနက်မိုးလင်းသွားခဲ့တဲ့အခါမှာအားလုံးကမြို့ပေါ်တက်ပြီးပစ္စည်းတွေကိုတော့ရောင်းချကြပါရယ်။သူတို့လောက်လာခဲ့တဲ့ပစ္စည်းတွေကအရန်ကိုလှပါလောင်းတဲ့အတွက်ကြောင့်မို့လို့ဈေးတွေရောက်တာနဲ့ရောင်းကုန်သွားပါရယ်။ခဏနေတော့တထေးကြီးတို့ရောက်ရှိလာခဲ့ပါရယ်။ခမရရဲ့ဒီပရိဘောကပစ္စည်းတွေကတကယ်အတော်လေးကိုလှပါလောင်းတာပဲ။ကျွန်တော်ရဲ့သမီးနှစ်ယောက်လုံးကတိတ်မကြခင်လက်ထပ်ကြတော့မှလေ။အဲဒါကြောင့်သူတို့ရဲ့ခန်းဝင်ပစ္စည်းအနေနဲ့ဘီဒိုနှလုံးနဲ့ဂရင်နှလုံးကျွန်တော်လက်ဖွဲ့ပေးခြင်းလို့ပါ။အဲဒါကိုခမရတို့အများဆုံးလုပ်ပေးနိုင်မလား။ ကျွန်တော်ကြိုတင်ငွေတစ်ခါတည်းရှင်းပေးထားလိုက်မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ကျွန်တော်တို့လှုပ်ပေးလို့ရပါတယ်။ကျွန်တော်တို့စီကနေပစ္စည်းတွေမှယူပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကဲလျော့ဒါဆိုရင်တော့ပတ်စံယူထားလိုက်ပါ။လေးရက်အတွင်းမှာခမားတို့ပစ္စည်းတွေအားလုံးကျွန်တော်တို့ကိုလာပေးလိုက်ပါနော်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီ။ဒီလိုနဲ့ညီအကိုရေကလည်းမျိုးပေါ်ကနေစားစရာတောက်စရာတွေနဲ့မုတ်တွေကိုဝယ်လေယူပြီးပြန်လာခဲ့ကြပါတယ်။အင်ကိုရောက်လာတဲ့အခါမှာတော့သူတို့မိမတွေကိုပျော်ရွှင်စရာသတင်းကောင်းတစ်ခုပြောပြခဲ့ကြပါသေး ဒီမှာကြည့်ပါအောင်ကျွန်တော်တို့ဘာတွေယူလာခဲ့လဲဆိုတာကိုကြည့်ရတာဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်အလုပ်တွေအဆင်ပြေနေရတဲ့တူတယ်ဟုတ်တယ်မကြီးရဲ့ကျွန်တော်တို့ဒီနေ့ပတ်စံတွေလည်းကြိုတင်ပြီးရလာခဲ့ကြတယ်ဒီ order ကိုပြည့်အောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ပတ်စံတွေရမှာကျွန်တော်တို့စူးစမ်းပန်းစားနေအလုပ်လုပ်ပြီးတော့ပတ်စံတွေအများကြီးစုမယ်ဟုတ်တယ်အခုလိုမျိုးစုပေါင်းပြီးစူးစမ်းမယ်ဆိုရင်တော့ကျမတို့ဆောင်းရှုံးသွားတဲ့အိမ်ကိုလည်းပြန်ရွေးနိုင်သွားလိမ့်မယ်ဟုတ်တယ်ကျမတို့အားလုံးအတူတူရှိနေမယ်ဆိုရင်တော့အခက်အခဲတွေအားလုံးကိုရင်ဆိုင်ကျော်ဖြတ်နိုင်တယ် အားလုံးကလည်းစူးစမ်းပန်းစားတဲ့အော်ဒါတွေကိုပြည့်မီအောင်လုပ်ကြပါရစေ။တဖြည်းဖြည်းနဲ့တို့နောက်ထပ်အလုပ်တွေအများကြီးလက်ခံရရှိခဲ့ပါရစေ။ရရှိတဲ့ပတ်စံတွေစူးစမ်းပြီးတောင်းအုပ်ထဲမှာပဲတို့ကစက်ရုံတရုံတိစောက်ခဲ့ပါရစေ။ကုန်တယ်တွေအများကြီးကတို့စက်ရုံကပစ္စည်းတွေကိုမှယူခဲ့ကြပါရစေ။နောက်မှာတော့တို့ရဲ့ဆုံးရှုံးသွားတဲ့အိမ်ကိုဘဏ်ကနေပတ်စံတွေအများကြီးပေးပြီးပြန်ရွေးနိုင်သွားခဲ့ပါရစေ။ပြောတာပဲကျမတို့အားလုံးအတူတူရှိနေမယ်ဆိုရင်တော့အခက်အခဲဒုက္ခတွေအားလုံးကိုရင်ဆိုင်ကြော်ဖြတ်နိုင်ပါတယ်ဆိုနေမှာ ဟုတ်တယ်အမရအမပြောတော့မှန်းတယ်အခုဆိုရင်တော့ကျမတို့အိမ်ကိုလည်းကျမတို့ပြန်ရပြီအရင်တုန်းကလိုမျိုးကျမတို့စိတ်အေးချမ်းသာစွာနဲ့ဒီအိမ်ထဲမှာပြန်လည်နေထိုင်လို့ရပြီအခုဆိုရင်တော့ကျမတို့တောအုပ်ထဲမှာရှိတဲ့အိမ်ချင်းချင်းလေးရဲ့မနေစရာလည်းအကြောင်းမရှိတော့ဘူးနော်ဒီလိုနဲ့အားလုံးကလည်းအိမ်ကြီးထဲမှာပျော်ရွှင်စွာနဲ့အရင်တုန်းကအတိုင်းစုပေါင်းနေထိုင်သွားခဲ့ကြပါရဲ့မိသားစုတစ်စုလုံးကအတူတူတယောက်လက်ကိုတယောက်ဆွဲကင်ပြီးအခက်ခဲဒုက္ခရောက်နေတဲ့အချိန်တိုင်းမှာရှိနေမယ်ဆိုရင်တော့ ။ဘာကိုမှကြောက်စရာမလိုပါဘူး။အရာအားလုံးကိုကြော်ဖြတ်နိုင်မှကျင်းသေးပါပဲ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရိုးသားတဲ့မုတ်တယ်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ဂဂန်ဆိုတာကတော့အရန်ကိုရိုးသားဖြောင်းမတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူကဈေးထဲမှာမုတ်ရောင်းပါတယ်။မုတ်တွေရောင်းနေခင်ပေမဲ့သူ့ရဲ့စီးပွားရေးအခြေအနေကအရန်ကိုကောင်းမွန်တော့လာရတော့လည်းမဟုတ်ပါဘူး။အကြောင်းရင်းကတော့တခြားမဟုတ်ပါဘူး။သူကဆင်းရဲသားတွေနဲ့အစာအိမ်ဆောင်ငတ်ပြတ်နေတဲ့သူတွေကိုမကြည့်ရပါဘူး။ အရန်ကိုတနာကြလို့နဲ့အတွက်ကြောင့်မို့လို့ဒီလူတွေကိုဆွင်တော့သူကအမြင်နဲ့အစာအလကားကြွေးပါရီစာစာစာဘိုက်ဝအောင်စားနော်ဘိုက်ဝအောင်စားကြအားလုံးစားကြပါခမရတို့ဘိုက်စာနေတယ်ဆိုတာကျွန်တော်သိတယ်ခမရတို့စီကနေကျွန်တော်ပတ်စံတောင်းမှာမဟုတ်ဘူးဖရာသခင်ကောင်းချီးပေးပါစေဗျာကကန်းရဲ့ဒီပုံစံတွေကြောင့်အမေနဲ့မိန်းမနှစ်ယောက်လုံးကတော့စိတ်ပြတ်နေခဲ့ကြပါရီရှင်ဒီနေ့လေပတ်စံနည်းနည်းလေးယူပြီးတော့အိမ်ကိုပြန်လာပြန်ပြီလားဘာဖြစ်လို့ဒီလောက်တောင်မှပတ်စံတွေကနည်းနေရတာလဲ ဒီပတ်စံနဲ့ဆိုလို့ရှင်တော့ကျမတို့ဘာတစ်ခုမှသုံးဆွဲလို့ရမှာကိုမဟုတ်ဘူးမိမလည်းကွာအဆင်ပြေအောင်တခုခုလုပ်လိုက်စမ်းပါဘာဖြစ်လို့ဒီလောက်တောင်စူပူနေရတာလဲတားလေရေနင်းဒီပုံစံအတိုင်းပဲစင်ရဲသားတွေကိုအမြဲတမ်းအလကားကျွေးနေမယ်ဆိုရင်တော့အမေတို့ဒုက္ခရောက်ရလိမ့်မယ်အမေတို့ကိုယ်တိုင်ငတ်ပြတ်ရတဲ့နေ့ကိုရောက်ရှိလာမယ်အမေကလည်းကျွန်တော်လည်းဘယ်လိုလုပ်ရမလဲသူတို့တနာစီရကောင်းတဲ့ပုံစံကိုကျွန်တော်လည်းမကြည့်ရဘူးလေအမေရဲ့သူ့ကိုဘာမှသွားပြီးတော့ပြောမနေတော့နဲ့ သူ့ကိုပြောနေမယ်အစားတိုင်းနဲ့ခေါင်းနဲ့ဆောက်လိုက်တာကပိုပြီးအထိတ်ပဲရှိအောင်မယ်။ဂဂန်ရဲ့အနာလေးမှာမန်ဂတ်ဆိုတဲ့သူတယောက်လည်းရှိပါသေး။သူကလည်းမုန်ဆိုင်ဖွင့်လဲရောင်းချနေခဲ့တဲ့သူပါပဲ။မန်ဂတ်ကတော့မတူပါဘူး။သူကတတော်လေးကိုလောဘကြီးပြီးကစီကုတ်တဲ့သူတယောက်ပဲဖြစ်ပါသေး။သူကဘယ်သူ့ကိုမှအလကားကြွေးတယ်ဆိုတာထုံးစံကိုမရှိပါဘူး။ပတ်စံနဲ့လေးယောနေနေတဲ့ဆိုရင်တော့မှသူကမုတ်ကိုမရောင်းပေးပါဘူး။ဂဂန်ကစင်းရဲသားတွေကို မောထွေအလကားကျွေးတဲ့အခါတိုင်းမကန်ကတော့တတော်လေးကိုဒေါသထွက်ပါလေဒီကောင်ကတကယ်ယူးနေတဲ့ကောင်ပဲဖြစ်ရမယ်ဘာဖြစ်လို့ဒီလောက်တောင်မှအုံတော့မရှိရတာလဲစင်ရင်သားတွေနဲ့ဝယ်မစားနိုင်တဲ့သူတွေကိုသူကများမောထွေကိုအလကားကျွေးနေသေးတယ်ဒီလိုလောက်တာကသူ့အတွက်ပဲစောင်းရှောက်မှုတွေဖြစ်မယ်ဆိုတော့ကို तू နားမလည်ဘူးလား तू နဲ့အတူတူငါဘာအခုဆိုရင်တော့စောင်းရှောက်နေရပြီဒီပုံစံအတိုင်းပဲမောထွေအလကားစားနေရမယ်ဆိုရင်တော့ဘယ်သူကငါဆိုင်ကမောထွေကိုလာဝယ်စားကြတော့မှာလဲ မန်ဂတ်ကတော့ဂဂန်းရဲ့ပုံစံတွေကိုနေစဉ်နေတိုင်းကြည့်ပြီးစိတ်ပြန်နေခဲ့တာပေါ့နောက်ဆုံးတရက်မှာတော့ဂဂန်းစီကိုတွားပြီးတော့ပြောလိုက်ပါတယ်ကဲခမရဘလို့ဖြစ်နေရလဲခမရကိုဟောက်ကိုဘာထင်နေလဲအယံကိုချမ်းသာတဲ့ဂရေ80တထေးကြီးလို့ခမရထင်နေလားခမရကိုဟောက်ကိုစုံရှုံနေတော့အောင်လုံနေတာပဲသူတို့ကိုအခုလိုမျိုးကျွေးနေလို့ခမရဘာရလဲအခုခမရတယောက်တည်းစုံရှုံနေတာမဟုတ်တော့ဘူးခမရနဲ့အတူတူကျွန်တော်လည်းစုံရှုံနေတာနေရပြီဘာဖြစ်လဲ ငါဟငါပတ်စံယူပြီးတော့ပဲမုတ်ကိုရောင်ရောင်ပတ်စံမယူဘဲနဲ့အလက်ကားပဲကြွေကြွေမင်းနဲ့ဘာဆိုင်လို့လဲဒီမှာမင်းအခုလိုမျိုးပဲရှေ့ဆက်လုံနေမယ်ဆိုရင်တော့တရကြောင်ရင်နောင်တအကြီးအကျယ်ရရလိမ့်မယ်နားလေလားမင်းကျင်းနေပေါင်းနောင်တရရလိမ့်မယ်ရက်အနေငယ်ကြတဲ့အထီးအစဉ်ပြေနေခဲ့ပါတယ်တရမှာတော့ဂဂန်နီရဲ့မိခင်ဖြစ်သူဆိုတာတော်တော်လေးနေမကောင်းဖြစ်ပြီးအိရာတဲ့လဲသွားခဲ့ပါတယ်ဂဂန်နဲ့သူ့ရဲ့မိမတို့ကတော့အများဆုံးမိခင်ဖြစ်သူကိုစေယုံကိုတင်ပို့ပေးခဲ့ကြတာပေါ့ ခမရဲ့မိကတော်တော်လေးနေမကောင်းဖြစ်နေတယ်။သူရဲ့ကျမရဲ့အခြေအနေကစိုးရင်ရတယ်ဆိုတော့ရက်အနေငယ်တော့စေးရုံတင်ထားမှဖြစ်မယ်။ဒါပေမဲ့အမေအစင်တော့ပြေးသွားမယ်မလား။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းကောင်းမွန်မွန်စေကူတာပေးမယ်ဆိုရင်တော့ကျင်းသေးပေါင်းလေးပြန်ကောင်းသွားမှာပါဟုတ်ကဲ့ဟုတ်ကဲ့အမေကိုစေကူတာဖို့အတွက်ဆိုရင်တော့ကုန်ကြစရိတ်ဘလောက်လောက်ရှိနိုင်လဲဆရာอืมအနည်းဆုံး25သိန်းလောက်တော့ကုန်ကြလိမ့်မယ်ကကန်းစီမှာငွေ25သိန်းဘယ်ကနေဘလောက်လောက်ရှိမှာလဲ သူကပတ်စံနဲ့ပတ်သက်ပြီးဘယ်တော့မှလောဘမရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ပတ်စံစူးစောင်းထားခြင်းလည်းမရှိပါဘူး။သူကလူတိုင်းလူတိုင်းကိုသူ့လိုမျိုးအကူအညီပေးတတ်တဲ့ကောင်းမွန်တဲ့သူတွေလို့ထင်မှတ်နေကြရပဲဖြစ်ပါတယ်။ဒါကြောင့်သူကလည်းဆရာဝန်ကိုပြောခဲ့ပါတယ်။ဆရာရဲ့ကျွန်တော်ကတကယ်တော်လေးကိုစိတ်ရတော်တဲ့သူတစ်ယောက်ပါ။ကျွန်တော်ရဲ့အမေကိုဒီအတိုင်းပဲအလကားဆေးကုသပေးလိုက်လို့မရဘူးလား။ငါကဆရာဝန်တယောက်လေဘလို့ဖြစ်ပြီးတော့ဒီပုံစံအတိုင်းအလကားဆေးကုသပေးလို့ရမှာလေပရာဟီတာလုံးနေရမဟုတ်ဘူး ကကန်းအတွက်ငွေ25သိန်းစုဆောင်ရတယ်ဆိုတာကတောင်ကြီးကိုဖြိုနေရတယ်လို့ပါပဲ။သူလည်းနေရာစုံမှာလိုက်ပြီးတော့ကြိုးစားခဲ့ပါရယ်။ဒါပေမဲ့ထိုးချမလာခဲ့ပါဘူး။လက်ပလာနဲ့ပဲအိမ်ကိုပြန်လာရကြပါရယ်။သူ့မိမာရာသားကတော့ပထမတည်းကသူ့ကိုစိတ်ဆိုးနေခဲ့တာပါ။အခုသူ့ရဲ့အခြေအနေကြောင့်ပို့ပြီးတော့စိတ်ဆိုးဒေါသထွက်နေခဲ့ပါပြီ။ရှင့်ကျွန်မပြောသားပဲဆင်းရဲသားတွေကိုမုတ်တွေအလကမကြွေးပါနဲ့ဆိုရင်မှအဆန်တွေစုပါဆိုပြီးတော့ကျွန်မအကြိမ်ကြိမ်ခါခါပြောခဲ့တယ် ဒါပေမဲ့ရှင်ကတော့ကျမပြောတဲ့စကားကိုတစ်ဖက်နာကနားထောင်ပြီးတစ်ဖက်နာကပြန်ထုတ်လိုက်တယ်လို့ပဲအခုရှင်ခံပြီးတော့ဒီမှာငါမုတ်ကြွေးခဲ့တဲ့သူတွေကိုပြောမနေနဲ့သူများကိုနည်းနည်းလေးအကူအညီပေးတာနဲ့ငါတို့လမ်းပေးရောက်သွားတာမဟုတ်ဘူးရှင်လိုအပ်နေတဲ့အချိန်မှာရှင်ဘယ်သူမှအကူအညီမပေးခဲ့ကြဘူးလေဒုက္ခပဲအမေဘလို့လုံးမလဲမသိဘူးရာသာပြောနေခဲ့တဲ့အချိန်မှာပဲမန်ဂတ်ရောက်လာခဲ့ပါတယ်ကဲကကန်မင်းမေကိုစေကူတာပေးဖို့အတွက်ငွေလိုတယ်မလားဖြစ်သွားမယ်။ပတ်စံကဘယ်ကနေရောက်လာမှာတော့ ငါကအလောက်ထိချမ်းသာတာမဟုတ်ဘူးလေငါမှပတ်စံကလည်းအလောက်ထိမရှိဘူးဒါပေမဲ့တထဲကြီးတူစီကနေပြီးတော့ငါပတ်စံတောင်းပေးမယ်ကျေးဇူးအများကြီးတင်ပါတယ်တကယ်ချင်းဒီလိုနဲ့ပဲတထဲကြီးစီကငွေချီခဲ့ပြီးနောက်မှာတော့မိခင်ဖြစ်သူကိုဈေးကူတာပေးခဲ့ပါတယ်။ဂဂန်ကြီးအမေနေပြန်ကောင်းကျမ်းမာသွားခဲ့တဲ့အခါမှာစေယုံကနေအင်ကိုပြန်လဲရောက်ရှိလာခဲ့ပါပြီ။ကဲသားလေးရေအခုဆိုရင်တော့ငါသားလေးအကျွေးတွေအများကြီးပတ်လဲဝိုင်းနေပြီဆိုတော့မုတ်သွားရောက်ရင်စင်းရဲသားတွေကိုမုတ်တွေအလကကျွေးမနေတော့နဲ့ နင်အကျွေးရဲကိုပြန်ဆက်ဖို့အတွက်ကိုလည်းစိတ်ကူးထောင်းအမေဘလောက်ပဲပြောသူကတော့အမေစကားကိုနားထောင်မှမဟုတ်ဘူးနော်ငါသိပါတယ်ငါသိပါတယ်အကျွေးဘလောက်တင်နေပြီလဲဆိုတော့ငါသိရပါ့ဒီနေ့အစပြီးငါပဲသူ့ကိုမှမဟုတ်တွေ့အလကားမကျွေးတော့ဘူးဒီလိုနဲ့ဂကန်းကလည်းလှဲလေတွန်ပြီးထွက်ခွာသွားခဲ့ပါတယ်သူဆိုင်လာဖွင့်တဲ့အချိန်မှာဝဲသူတွေချက်ချင်းရောက်ရှိလာခဲ့ကြပါတယ်ဂကန်းကလည်းစိတ်ထဲကနေတွင်းနေခဲ့လိုက်ပါတယ်ဘလို့မဆိုဒီနေ့တော့ပတ်စံတွေအများကြီးရှာပြီးတော့မှအိမ်ကိုပြန်ရမယ် ငါဒီနေ့ဘယ်တူတယောက်ကိုမှမုတ်တွေကိုအလကားမကြွေးတော့ဘူးလို့ဆုံးဖြတ်ထားတယ်။သူဒီလောက်ထိဆုံးဖြတ်ချက်ချထားခဲ့ပေမဲ့မလွယ်ကူခဲ့ပါဘူး။သူကတော်တော်လေးစိတ်တော်ထားပြေဝါကောင်းမွန်နေတူပြီးပြီးပတ်စံတွေကိုမရှူဘဲနဲ့မုတ်တွေကိုကြွေးလိုက်မိပါတယ်။ငါကတော့လေစင်းရဲသားတွေကိုကြည့်ကို မကြည့်ရဘူး။ဖယားသခင်ကြိုက်တာကိုသာလုပ်ပါစေတော့ငါအနေနဲ့မတတ်နိုင်တော့ဘူး။ငါကတော့စင်းရဲသားတွေကိုကျင်းသေးပေါမုတ်ကြွေးဖို့အတွက်ဆုံးဖြတ်ချက်ချထားလိုက်ပြီးဂဂန်အခုလိုလုံနေတာကိုတွေ့ခဲ့ရတဲ့အခါမှာ မကန်းကလည်းစိတ်ထဲကနေအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ကောင်းတယ်ကောင်းတယ်နောက်ဆုံးတော့မင်းငါရဲ့ထောင်ကျောက်ထဲကိုတက်ဆင်းလာရတာပဲ။အခုတော့မင်းရဲ့ဆိုင်ကလည်းပြုတ်ပြီ။မင်းရဲ့စီးပွားရေးကလည်းပြတ်ဖို့သာပြန်ထလိုက်တော့မင်းရဲ့အိမ်ပါဆုံရှုံရတော့မှဆိုတော့မင်းလမ်းဘေးရောက်ဖို့အတွက်ပဲကြံတော့တယ်။မင်းကိုလမ်းဘေးအထိမပို့နိုင်ဘူးဆိုလို့ရှင်တော့ငါနာမည်ကိုလည်းပြောင်းပြစ်လိုက်တော့မယ်။မမကတ်ကတော်တော်လေးလဲဝဲလုံးတဲ့လူတစ်ယောက်ပါ။သူကဂဂန်းကိုအကျွေးယူပေးခဲ့တယ်ဆိုတာတမင်တသက်ဒုက္ခပေးခြင်းလို့ပါပဲ။ ဒီနောက်သူကတထဲကြီးစီကိုသွားပြီးတာနဲ့ချက်ချင်းပြောဆိုခဲ့ပါတယ်။ကဲတထဲကြီးရဲ့အခုကကန်းကိုကြောက်ခပေးဖို့အတွက်အချိန်ရောက်ရှိလာခဲ့ပြီ။ကောင်းပြီလေဒါဆိုရင်တော့စောင်းရင်မနေနဲ့ငါတို့အဆုံးအဖြတ်ကိုဒီနေ့ပဲရအောင်လုပ်ကြမယ်။သူစင်းရဲသားတွေကိုမဟုတ်ဘလို့ကျွေးမလဲဆိုတာကိုငါလည်းသိချင်တယ်။နောက်နေ့မှာတထဲကြီးကလည်းသူ့လူတွေနဲ့အကြွတ်ကကန်းရဲ့ဆိုင်ကိုရောက်ရှိလာခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့သူပြောခဲ့ပါတယ်။မင်းဒီနေရာမှာစင်းရဲသားတွေကိုမဟုတ်တွေ့အလားကကျွေးနေတယ်လို့ငါကြားတယ်။ ကျွန်တော်လည်းဘလို့လုံးရမလဲတထဲကြီးရဲ့စင်ရဲသားတွေအခုလိုမျိုးဒုက္ခတွေ့နေတာကိုတော့ကျွန်တော်လည်းမကြည့်ရဘူးကောင်းတယ်ကောင်းတယ်ဒါကောင်းမွန်တဲ့ကိစ္စတခုပဲဒါပေမဲ့မင်းငါ့ရဲ့အကျွေးတွေကိုပြန်ဆက်ရအောင်မဲဆိုတော့ကိုတော့မေ့မနေနဲ့မင်းငါ့အကျွေးတွေကိုအရင်ပြန်ဆက်နေအခုချိန်ကစပြီးဘယ်သူကမှမဟုတ်အလကားမကျွေးနဲ့တော့ပြောဆိုပြီးထွက်ခွာသွားခဲ့ပေမဲ့သူကတော့သူ့အကျင့်တွေကိုမပြေနိုင်ခဲ့ပါဘူးဒီနေ့အထိအားလုံးကိုမဟုတ်တွေ့အလကားကျွေးနေစေပါပဲ ဒီအချိန်မှာတရေကြီးကလည်းဒေါသအကြီးကျယ်ထွားသွားခဲ့ပါတယ်။ဒီနောက်သူလာပြောခဲ့ပါတယ်။မင်းတို့ကအခုအချိန်တစ်ပတ်တစ်ခါတည်းပေးသွားလိုက်မယ်။တစ်ပတ်အတွင်းအကျွေးတွေအားလုံးမင်းကောင်ပြန်ဆက်။တကယ်လို့မင်းကောင်အကျွေးပြန်မဆက်နိုင်ဘူးဆိုရင်တော့ငါဘာကောင်လဲမင်းကောင်အကြောင်းကောင်းကောင်းသိစေရမယ်။မင်းရဲ့ဆိုင်တစ်ဆိုင်လုံးကိုလည်းငါသိမ့်ပိုက်ပြစ်မယ်။ကကန်ကအရန်ကိုစိတ်ပြတ်သွားခဲ့ပေမဲ့မန်ဂတ်နဲ့တထေးကြီးတို့ကတော့ဝမ်းသာပျော်ရွှင်နေခဲ့ကြပါရဲ့ဘလို့လဲမန်ဂတ်ရဲ့မင်းအခုအရန်ဝမ်းသာပျော်ရွှင်နေပြီမှလားပြောတာပေါ့ကျွန်တော်အရန်ပြောတယ် အခုဆိုရင်တော့တထဲကြီးရဲ့ကျဲစုတွေကြောင့်သူကမုတ်ကိုတော့ရောင်းလို့မရတော့ဘူးလေတဖြည်းဖြည်းနဲ့နေရရတွေကုံဆုံးသွားခဲ့ပါတယ်ခကန်ကလည်းဘယ်ကနေမှပတ်စံရှာလို့မရခဲ့ပါဘူးအကျွေးတွေကိုပြန်ဆက်ရအောင်မှဖြစ်တဲ့အတွက်သူလည်းစိုးရင်ပူပန်စာပြူလာခဲ့ပါတယ်တရမတော့သူကလည်းမုတ်ရောင်းဖို့အတွက်ဆိုင်သွာဖွင့်နေရင်းနဲ့ရေကန်နာလီမှာအဖိုးကြီးအဖွာကြီးလင်မယားနှစ်ယောက်ကိုတွေ့ခဲ့ပါတယ်တားလေရင်ငါတို့ဘိုက်တွေတအားစာနေလို့ပါဘာမှမစားရတာကြာနေပြီဟုတ်တယ်တားလေရဲ့ဘိုက်စာလုံးလုံးအသက်တောင်ထွက်တော့မလားပဲ မုတ်တွင်ရှိတယ်ဆိုရင်တော့ငါတို့ကမုတ်ကျွေးလို့ရမလားမရတော့ဘူးကျွန်တော်ဘယ်သူကမှမုတ်အလကားကျွေးလို့မရတော့ဘူးအော်သားလေးရဲ့ဘယ်သူကအလကားတောင်းစားနေရမို့လို့လဲကဲဒီမှာကြည့်ဒီမှာအိတ်လေးတွေ့လားဒီမှာငါတို့ရွှေတွေထည့်ထားတယ်ငါတို့စီမှာဒါလေးပဲရှိတော့တယ်ဘိုက်ကတအားစနေရဆိုတော့ဒါလေးနဲ့လဲပြီးမုတ်ကျွေးနော်ဟုတ်တယ်သားလေးရေဒါလေးကိုယူထားလိုက်ပါဖခင်သခင်သားဖြစ်စေခြင်းနဲ့ဆိုရင်တော့နင်ဘဝကောင်းစားသွားပါလိမ့်မယ် တို့ကတင်းကျပ်ပြောဆိုနေခဲ့တဲ့အခါမှာဂဂန်းကလည်းအဲ့လေကိုယူပြီးဆိုင်မှာထထားခဲ့ပါတယ်။သူတို့ကမုတ်ကျွေးပြီးတဲ့အခါမှာသူလည်းရှေးဆက်ထွားခွာသွားခဲ့ပါတယ်။ညနေခင်းသူအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့အိမ်မှာရှိတဲ့ရခမနဲ့မိန်းမနှစ်ယောက်လုံးစိတ်ပြဝမ်းနည်းနေအောင်ကိုတွေ့ခဲ့ရပါတယ်။တားလေးရဲ့တထေးကြီးရောက်လာတဲ့အမေတို့ကိုလည်းတတော်လေးအရှက်ခွဲသွားတယ်။တိတယ်ရှင်ဘာပတ်ဆန်တစ်ခုမှမပြေစင်နိုင်သေးဘူးမလား။မနှက်ပြန်ကြရင်တော့ရှင်လေကျမတို့လိုမျိုးအရှက်ကွဲရလိမ့်မယ်။ပြောဆိုပြီးတော့ငိုပဲငိုနေခဲ့ပါတယ်။ ဒီအချိန်မှာသုဒါကတော့လဲလေးပေါ်ကနေအလင်းတန်းတွေထွက်ပေါ်နေတာကိုတွေ့မြင်ခဲ့ပါတယ်။သူကလည်းအာအသင်သွားခဲ့တဲ့အတွက်ကြောင့်မလို့ပြောခဲ့ပါတယ်။ဒါကဘာကြီးလဲ။လဲပေါ်ကနေဘာတွေတောက်ပနေရလဲ။ခဏနေအမေရဲ့ကျွန်တော်အခုသွားကြည့်လိုက်မယ်။ဒီလိုနဲ့ဂကန်းကလည်းလဲပေါ်ကအိတ်လေးကိုသွားဖွင့်ကြည့်လိုက်ပါတယ်။ဒီအချိန်မှာတော့မထေမန်ထားတဲ့အရာတွေဖြစ်လာခဲ့ပြီးသူလည်းအံအားသင်သွားခဲ့ရပါတယ်။ဒါပါလေ။သူငါ့ကိုပေးသွားတာကရွှေစငွေနဲ့နည်းနည်းလေးလေ ဘလို့ဖြစ်ပြီးတော့ဒါတွေကစိန်တွေဖြစ်သွားရတာလေ။အေးဟုတ်တယ်ဒါတွေကတကယ်ကိုစိန်အစ်စ်တွေပဲ။နင်းဒါတွေကိုဘယ်ကနေယူလာခဲ့တာလဲ။ဂဂန်းကလည်းအမှန်အတိုင်းပြောပြခဲ့ပါရယ်။စုသားကအတော်လေးကိုဝမ်းသာသွားခဲ့ပြီးနောက်ပြောခဲ့ပါရယ်။တားလေးရေအမေတို့အခွင့်လောက်ပါကွယ်။နင်းတို့အမေတို့ကအမြဲတမ်းပဲတလွဲတွေထင်ခဲ့မိရယ်။ဖယားတခင်ကနေတနာကျင်တာတည်းအတွက်ကြောင့်မို့လို့နင်းကိုအကူအညီပြန်ပေးခဲ့တာပဲ။ဟုတ်တယ်နော်ရှင်ဒီနေ့ဆက်ပြီးစင်းရဲသားတွေကိုကြိုက်တဲ့လောက်ကြွေးမွေးလို့ရပြီတိလားကျမတို့လည်းအပြစ်တင်မှာမဟုတ်တော့ပါဘူး ဒီလိုနဲ့ကကန်းကလည်းတနာချနာတဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့အတွက်အများကြီးရရှိပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။သူကစိန်တုံတုံကိုရောင်းပြီးအကျွေးတွေအလုံးပြန်ဆက်ခဲ့ပါတယ်။အရင်နေ့ကစပြီးစည်ရင်သားတွေကိုလည်းသူအကောင်းမွန်ဆုံးအလုံးအကျွေးပြုခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။